အားလုံးကမင်္ဂလာပါဒေါက်တာနိုင်ရည်ဖြစ်ပါတယ်ဒီနေ့မှာတော့စီးကျူရှိနေပြီလို့သတိပေးရတဲ့လက္ခဏာ10မျိုးအကြောင်းကိုညွှန်ပြပေးသွားဖြစ်ပါတယ်အဲ့ဒီတော့ပရမအောင်ဆုံးအနေနဲ့စီးကျူရောဂါဆိုတာဘာကိုခေါ်လဲဆိုတာကိုအနည်းငယ်ရှင်းပြကြပါမယ်စီးကျူဆိုတာကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့သွေးထဲမှာဂလူးကို့စ်လို့ခေါ်တဲ့ကြားတက်အချို့တက်မြင့်တက်နေခြင်းကိုစီးကျူရှိနေပြီစီးကျူဖြစ်နေပြီလို့ခေါ်ကြတာဖြစ်ပါတယ်ဂလူးကို့စ်ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်ကြီးနေ့စဉ်လှုပ်ရှားသွားလာဖို့နဲ့ ဆိုးရဲ့လေးစဉ်လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့လောင်စာဖြစ်ပါတယ်။ကျွန်တော်အစာစားရတဲ့အခါမှာဆိုရင်အဲဒီစားလိုက်တဲ့အစာအသောက်တွေကိုခြေဖြတ်ပြီးတော့ဂလူကိုစ်ရှိကိုကျွန်တော်ရဲ့ခန္ဓာကိုယ်အနေနဲ့ပြီးတော့ရရှိပါတယ်။ဒီဂလူကိုစ်ရှိကဆိုရင်သွေးထဲမှာဒီအတိုင်းရှိနေရုံနဲ့ကျွန်တော်ခန္ဓာကိုယ်သူကခေါအားမဖြစ်စေပါဘူး။ခန္ဓာကိုယ်ရဲ့ဆဲရှိကိုဂလူကိုစ်တွေဝင်လာတဲ့အခါမှာဒါခန္ဓာကိုယ်ကစွမ်းအင်တွေကိုရရှိမှာဖြစ်ပါတယ်။ အဲ့ဒီတော့ဒီဂလူကို့စ်တွေဆဲတဲ့ကိုဝင်သွားဖို့အတွက်ဆိုရင်အင်ဆူလင်လို့ခေါ်တဲ့ဓာတ်တစ်မျိုးလိုအပ်ပါတယ်။အဲ့ဒီအင်ဆူလင်ကိုကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ pancreas လို့ခေါ်တဲ့မိုးစုံအိမ်ကနေပြီးတော့ထုတ်ပေးပါတယ်။ဒါပေမဲ့တချို့သူတွေမှာဆိုရင်အဲ့ pancreas ကနေပြီးတော့အင်ဆူလင်ကိုကောင်းစွာမထုတ်ပေးရလို့ရှိတယ်။တချို့တွေမှာတော့ထုတ်တော့ထုတ်ပေးတယ်။ဒါပေမဲ့ထုတ်ပေးတဲ့အင်ဆူလင်ကသူကအရင်အရှေ့မပြည့်ပြည့်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့လုပ်ငန်းဆောင်တာဖြစ်တဲ့ဆဲရှဲကိုဂလူကို့စ်တွေထည့်ပေးတဲ့အလုပ်ကိုကောင်းစွာမလုပ်နိုင်တဲ့အခါမှာဆိုရင် သွေးထဲမှာဂလူကိုးစီစုပုံမပြားလာပြီးတော့စီးကျိုဖြစ်လာတာဖြစ်ပါတယ်စီးကျိုရှိနေပြီစီးကျိုဖြစ်နေပြီလို့တတိပင်းရဲ့လက္ခဏာ၁၀မျိုးကဘာကြီးလဲဆိုတော့ပထမဆုံးအချက်ကတော့စီးခဏခဏသွားခြင်းဖြစ်ပါတယ်ပုံမှန်နဲ့ပို့ပြီးတော့စီးတွေခဏခဏသွားတာမျိုးကိုခံစားမှာဖြစ်ပါတယ်ရေတွေအများကြီးတောက်မိလို့စီးသွားတာလားဆိုပြီးတော့ရေကိုလျှော့တော့လေစီးသွားအချိန်ကြီးကမနှဲသွားဘူးခဏခဏသွားနေသေးပဲဆိုရင်တော့ဒါ ီဒီယိုကြည့်နေဖြစ်နိုင်ပါတယ်။နံပါတ်2အချက်ကတော့ရေငန်ချင်းဖြစ်ပါတယ်။ရေခဏခဏစာချင်းဖြစ်ပါတယ်။အရင်တော့ကတနေ့ကိုရေနှစ်ခုတောက်လို့ရှိရင်လုံလောက်တယ်။အခုဆိုရင်ရေနှစ်ခုတောက်အောင်လည်းမရတော့ဘူး။ရေခဏခဏစာပြီးရေကိုသုံးလေးပိုးတောက်လာပြီဆိုရင်ဒါစီယိုရှိနေတာဖြစ်နိုင်ပါတယ်။နံပါတ်3အချက်ကတော့ဘိုက်ခဏခဏစာချင်းဖြစ်ပါတယ်။အခုပဲတစ်ခုခုစာပြီးရေအခုပဲထမင်းစာပြီးရေတိတ်မကြဘူး။ဘိုက်ပြန်ပြီးတော့စာတယ်။ခဏခဏစာနေရပြီဆိုရင်ဒါစီယိုရှိနေတာဖြစ်နိုင်ပါတယ်။ ။နံပါတ်၄ချက်ကတော့နှုံးချခြင်းမိမိသားဖြစ်ခြင်းဖြစ်ပါတယ်။လူကဘာမှလည်းမလုပ်ဖ ೇನೆ ပြင်ပမှန်းလည်းမလုပ်ဖ ೇನೆ မလန်းဆန်းမှုနေရတာနှုံးချနေမယ်မိမိသားဖြစ်နေမယ်ဆိုရင်ဒါစိတ်ကြိုရှိနေတာဖြစ်နိုင်ပါတယ်။နံပါတ်၅ချက်ကတော့အကြောင်းရင်းမရှိဘဲနဲ့ကိုယ်လေးချင်းယုံနေလာခြင်းဖြစ်ပါတယ်။အစားတောက်လည်းမရှောင်ဘူးအစားရည်လည်းစားနေရယ်ဝေးလည်းမချဘဲနဲ့တဖြည်းဖြည်းနဲ့ဝေးရကြလာပြီးတော့လူကပိန်လာတဲ့ဆိုရင်ဒါစီရိုရှိနေတာဖြစ်နိုင်ပါတယ်။ ။နံပါတ်6ချက်ကတော့အမြင်အာရုံတွေဝေဝါးတာမျက်စိပုံစံတွေကိုခံစားနိုင်ပါတယ်။တွေးထဲမှာဂလူကိုးစီများလာတဲ့အခါမှာဆိုရင်မျက်လုံးမှာရှိတဲ့သွေးကြောလေးတွေကိုဖျက်ဆီးစေပါတယ်။ဒါကြောင့်မလို့ကြည့်ရတာမကြည့်ရင်တော့ဘယ်နဲ့အမြင်အာရုံတွေဝေဝါးတာမျက်စိမုံညင်းတွေကိုခံစားတာဖြစ်ပါတယ်။နံပါတ်9ချက်ကတော့ခြေလက်တွေထုံညင်းချင်းဖြစ်ပါတယ်။ပြည်ထဲမှာဂလူကိုးစီများလာတဲ့အခါမှာဆိုရင်အာရုံကျောရဲ့အပေါ်ရမှာကိုပျက်စီးစေပါတယ်။ဒါကြောင့်မို့ဒီခြေပြက်လက်ပြားတွေထုံကျင်တာမျိုးတွေကိုခံစားရဖြစ်ပါတယ်။ နံပါတ်၈ချက်ကတော့အနာကျက်တာနှီးခြင်းဖြစ်ပါတယ်။အရင်တုန်းကတော့ထိမိခိုင်းပြီးလို့ရှိရင်ဒီက၁၀ရဲ့ဆိုရင်အနာကပြန်ကျက်တယ်။အခုတော့အဲ့လိုမဟုတ်တော့ဘူး။နံပါတ်၃မှာကျော်ရထိအနာမကျက်သေးဘူးဆိုရင်ဒါသိရရှိနေဖြစ်နိုင်ပါတယ်။နံပါတ်၉ချက်ကတော့အရေပြားတွေ၆တွေ့ထားရခြင်းဖြစ်ပါတယ်။အသားရေကစိုးပြီးမရှိဘူး၆တွေ့နေမယ်။ရေအများကြီးတောက်တယ်။အဲလိုရှင်းနေလိမ့်နေဒါပေမဲ့လေအသားရေကမစိုးပြေလာဘူး၆တွေ့နေမယ်။ဒီခါမှာဆိုရင်တဖြည်းဖြည်းနဲ့ရားလာမယ်။ ဒါကြောင့်မလို့ခဏခဏကောက်ရတဲ့အတွက်ကြောင့်မလို့အနာရီဖြစ်လာမယ်ဆိုရင်လည်းဒါစီယိုရှိနေဖြစ်နိုင်ပါတယ်။နံပါတ်30ချက်ကတော့ယောဂဘုကူးဆက်လွယ်ခြင်းဖြစ်ပါတယ်။စီယိုရှိတဲ့အတွက်ကြောင့်မလို့ကိုခံရကြလာပြီးတော့ပြင်ပကလည်းယောဂဘုတွေဝင်ရတာပို့ပြီးတော့ရေဂူလာပါတယ်။ဥပမာတိမ်လုံးကျန်းမာနေပြီးတော့ကိုပဲကွက်ပြီးတော့ခဏခဏဖြားနေတာမျိုးတွေခံစားမှဖြစ်ပါတယ်။ဒါဆိုရင်လည်းစီယိုရှိနေဖြစ်နိုင်ပါတယ်။အခုကျွန်တော်ပြောသွားတဲ့ဒီအချက်ချက်ကဆိုရင်စီးရိုရှိနေပြီဆိုရင်ခံစားရမယ့်လက္ခဏာတွေဖြစ်ပါတယ် တကယ်လို့ကို့မှာဒီလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ဒီဆရာဆေးရုံစီကံကိုသွားပြီးတော့စီချိုချက်ကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ဒီဗီဒီယိုကြည့်ရတာကို့အတွက်အကျိုးရှိရယ်ဘူးသူရရရယ်ဆိုရင် like နဲ့ share လုပ်ပြီးတော့မျှော်ပေးကြလို့ရပါတယ်ကျွန်တော်ရဲ့နောက်ထပ်နောက်ထပ်သောဗီဒီယိုအသစ်အသစ်တွေကိုကြည့်နိုင်ဖို့အတွက်ဆိုရင်ကျွန်တော်ရဲ့ channel ကို follow နဲ့ subscribe လုပ်ပြီးထားဖို့တောင်းဆိုကြပါတယ်ခင်ဗျအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျ